ထိုင်းကုန်နံပါတ်11 A နှစ်ဘဝအံ့ဖွယ်ဖြစ်ရစံတစ်ခုဖြစ်ခဲ့ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကအိန္ဒိယနိုင်ငံမှာလေရင်ပြတ်ကျမှုတစ်ခုကြုံခဲ့ပါတယ်။ဒီဖြစ်ပျက်ကိုအားလုံးလည်းသိပြီးသားဖြစ်မှာပါ။တဲ့နေတော်တော်များများမှလည်းအားလုံးတွေ့ပြီးသားဖြစ်မှာပါဖြစ်ရဆန်းလေးက1998ခုနှစ်တွင် ထိုင်းနိုင်ငံမှာလည်းပဲထိုင်းအစိုးရ rank sack ဆိုသူဟာလင်းပြကြမှုမှာကြုံကြိုက်ခဲ့ရတဲ့သူတယောက်ဖြစ်ပါတယ် Thai Airway DG261 ထိုင်းနိုင်ငံမှာရေထဲသို့လင်းရင်ပြတ်ကျပြီးတော့လူအများပြားသေဆုံးမှုကြုံခဲ့ပါတယ်။အဲ့ဒီအထဲမှာမှ Ransack ဆိုတဲ့ထိုင်းနိုင်ငံသားတယောက်ဟာကံကောင်းထောင်းမစွာနဲ့အသက်ရှင်ကျန်ရခဲ့တဲ့သူတယောက်ပဲဖြစ်ပါတယ်။ဒီအဖြစ်ဖြစ်ဟာ1998ခုနှစ်မှာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ထိုင်းဆိုတော့ Ransack ဒီအဲ့ဒီလင်းရင်ပြတ်ကျမှုမှာသူထိုင်ခဲ့တဲ့ထိုင်းကုန်နံပါတ်တည်လဲပဲထိုင်းကုန်နံပါတ် C11A ပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ကံကြမ္မာကထိုင်း င်ငံနံပါတ် 11A နဲ့တည်းမပြီးဆုံးခဲ့သေးပါဘူး2025ခုနှစ်တွင်အိန္ဒိယနိုင်ငံ Layer Mat AI 171ကြည်ကွဲဖွေရာပြတ်ကျပြီးတဲ့နောက်ခရီးသည်တဦးတည်းသာအသက်ရှင်ကျန်ရစ်ခဲ့တယ်ဆိုတာအားလုံးလည်းသိပြီးသားဖြစ်မှာပါအဲ့ဒါကတော့ဝိချဝကူမာဖြစ်ပါတယ် သူဟာဘယ်ထိုင်ကုန်နံပါတ်မှာထိုင်ခဲ့ပါသလဲအိန္ဒိယနိုင်ငံသားအသက်ရှင်စွာကြံရစ်ခဲ့တဲ့သူဟာလည်းပဲထူးဆန်းစွာတိုက်တိုက်ဆိုင်ဆိုင်နဲ့ထိုင်ကုန်နံပါတ် C11A ဆိုတဲ့ထိုင်ကုန်မှာထိုင်ခဲ့တာပဲဖြစ်ပါတယ်၎င်းထိုင်ကုန်နံပါတ်မှာထိုင်ခဲ့တဲ့အိန္ဒိယနိုင်ငံသားရဲ့ဖြစ်ဖွယ်ကိုကြည့်ပြီးတော့ထိုင်းနိုင်ငံသားသူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုအဲ့ဒီတည်င်းတွေ့တွေ့ချင်းမှာပဲသူတတိယလိုက်တာကကျွန်တော်လည်းပဲ1996ခုနှစ်တွင်လင်းရင်ပြကြမှုမှာကြုံခဲ့ရတယ် ကံကောင်းထောင်းမစွာနဲ့ကျွန်တော်အသက်ရှင်ခဲ့ ကျွန်တော်ထိုင်ခဲ့တဲ့ထိုင်ကုန်နံပါတ်ဒီလည်းပဲထူးထူးဆန်းဆန်းထိုင်ကုန်နံပါတ် 11E ဖြစ်နေခဲ့တယ်အခု2025ခုနှစ်မှာအိန္ဒိယနိုင်ငံမှာ AI 171လေယာဉ်ပြကြမှုမှာပါဝင်ခဲ့တဲ့အသက်ရှင်ကျန်ခဲ့တဲ့အိန္ဒိယနိုင်ငံသားထိုင်ခဲ့တဲ့ထိုင်ကုန်နံပါတ်ဟာလည်းပဲ 11ဖြစ်နေခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တရှိဒီထိုင်းနိုင်ငံသားဟာဆိုရှယ်မီဒီယာမှာအခုလိုမျိုး post ကိုတင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့နှစ်ယောက်ဟာအိမ်တမ်းမှထူးထူးဆန်းဆန်းနဲ့ဒီလေးရင်တွေရဲ့ဂိမ်းကနန်းနံပါတ်တစ်ခုထဲမှာကြာရောက်ပြီးတော့ကျွန်တော်တို့အသက်ရှင်ခဲ့ရတယ်ဆိုတာကို Facebook စာမျက်နှာပေါ်မှာတင်ခဲ့တာပဲဖြစ်ပါတယ်ဒီလိုမျိုးတိုက်ဆိုင်မှုမျိုးကဘယ်သူမှရှင်းပြလို့မရပါဘူးနှစ်ပေါင်းများစွာကွဲကွာနေသောလူနှစ်ယောက်မဖြစ်နိုင်တာကိုရှင်းသင်ခြင်း ထိုင်ကူတစ်ခုထဲမှာထိုင်ခဲ့ကြခြင်းဆိုတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်လေရင်ကတော့တစည်းတည်းမဟုတ်ပါဘူးတခါတည်းရင်ကျွန်တော်တို့ရဲ့စက်ကြဝဠာကြီးကဂိန်းကနန်းတွေကိုတီတီတူတူတွေပြောတတ်ပါတခါတည်းရင်မှလည်းထိုတီတူစကားတွေကအံပွင့်များစွာကဲ့သို့သောခံစားရစီပါတယ်ကျွန်တော်တို့ရဲ့ဘဝတွေမှာမမြင်နိုင်တဲ့ကံတရားတွေအများကြီးရှိပါတယ်ထို့နောက်တစ်ခုပို့ကိုတင်ခဲ့တဲ့သူဟာလည်းပဲလွန်ခဲ့တဲ့ရက်ပိုင်းကအိန္ဒိယနိုင်ငံမှာလေရင်ဖြတ်ကျရတဲ့တည်ဆုံသွားခဲ့တဲ့သူတွေကိုဝမ်းနည်းစွာ ်စိတ်မကောင်းဖြစ်ရကြောင်း post ကိုရေးသားတင်ပေးခဲ့တာပဲဖြစ်ပါတယ်